တော်လိုင်းရင်အောင်ပွဲပြီးအစ်စ်ပြန်လဲတိဆောင်းမဲ့ဖက်ဒရယ်တပ်မတော်ကိုဖက်စစ်တရေဆိုးကင်းစင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးတဲ့ပြည်သူတပ်မတော်တရဲ့အဖြစ်ထူထောင်နိုင်မှု မျှော်မှန်းဆန္ဒပြုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့မှထုတ်ပြန်ပါတယ်။ဒီကနေ့ကြာရောက်တဲ့အနှစ်80ပြည့်ဖက်စစ်တော်လိုင်းရင်နေ့အခမ်းအနားကိုပေးပို့တဲ့တဝင်းထွားမှာအမျိုးသားညီညွတ်ရေးအစိုးရကအခုလိုဖော်ပြထုတ်ပြန်ခဲ့တာပါ။ တိုက်သမိုင်းမှာနယ်ချက်ဖက်စစ်တပ်တွေရဲ့အတ္တမဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုတွေကိုတိုင်းရင်းသားနယ်မြေအလိုက်တီးခြားတော်လှန်ရာကနေအပြန်အလှန်လေးစားမှုစူးစီးညှဉ်းမှုအားနဲ့ပူပေါင်းတော်လှန်တိုက်ခိုက်မှသာနယ်ချက်တို့ကိုအပီးတိုင်မြမမြေပေါ်ကမောင်းထုတ်နိုင်ခဲ့တာမို့လက်ရှိအချိန်မှာလဲခေတ်သစ်ဖက်စစ်တော်လှန်ရေးကာလလို့ညှိညွှန်းနိုင်တဲ့အတွက်အားလုံးဟန်ချက်ညီညီလက်တွဲဆောင်ရွက်နေကြတာလို့အယူကြီးကဆိုပါတယ် ိုင်းရင်းသားပြည်သူလူထုရဲ့အခွန်ပဏာချွေးနဲ့စာနဲ့တိစောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးရန်ရဟာအကျိုးအတားဖတ်ပြီးညံပြင်းတဲ့အကြမ်းဖက်စိုးစုရဲ့အတ္တမအာနာလူခဲ့မှုကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရမယ့်စစ်တပ်အဖြစ်ကနေပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုရန်မြုပ်ချင်းချောက်ဖျက်ဆီးနေတဲ့ဖက်စစ်တပ်အသွင်ကိုကူးပြောင်းလာလို့တိုင်းရင်းသားပြည်သူလူထုတရက်လုံးကနေနေရအနှံ့ကနေတော်လန်တိုက်ခိုက်နေကြပါတယ်။